အားလုံးပဲမိင်္ဂလာပါရှင်ဒီနေ့မှာတော့စုကဆိုင်မှာဆိုရင်ဈေးကြီးပေးဝယ်စားရတယ်ဝက်နဲ့ရိုးကြော်ကြွတ်ကြွတ်ကလေးကိုအိမ်မှာပဲကြော်စားပါမယ်ကဲဒါဆိုရင်တော့စုဘလို့ကြော်လဲဆိုတာလိုက်ကြည့်ကြည့်ကြရအောင်ဒါလေးတွေကတော့ဝက်နဲ့ရိုးအကြွတ်ကြော်ဖို့အတွက်စုပြင်ဆင်ထားတာလေးတွေပါပထမဦးဆုံးဂျင်းအည်ရအောင်လို့စုဂျင်းတွေကိုထားလိုက်ပါတယ် ထောင်းထားတဲ့ဂျင်းရဲ့အီရီကိုဝက်နဲ့ယူထဲမှာညှစ်ထည့်ပါမယ်။ဂျင်းရဲ့ညှစ်ထည့်ခြင်းအပြင်ဝက်နဲ့ယူရဲ့ညှီတဲ့အနက်တွေပျောက်တာပေါ့နော်။ပဲငန့်ပြရဲ့အကျဲကိုတော့ဟင်ခတ်စွန်နဲ့သစွန်ထည့်ပါမယ်။ခရုစီကိုလည်းသစွန်ထည့်ပါမယ်။ချက်သားမဟုတ်ဘူးတော့လဖက်ရည်စွန်နဲ့သစွန်ထည့်ပါမယ်။တကြားကိုတော့လဖက်ရည်စွန်နဲ့သစွန်နဲ့တဝက်ထည့်လိုက်ပါတယ်။ ပြန်ကုန်မို့ကိုလည်းဟင်ကက်စုံနဲ့၄စုံထည့်လိုက်ပါတယ်ဒီမှာစုတုံးထားတဲ့ဝက်နဲ့ယူရတော့၃၀ထားပါနော်ကျအုပ်တလုံးရဲ့အကာကိုလည်းထည့်ပါမယ်အနှစ်ကိုမထည့်ပါဘူးနော်အနက်မွေးသွားအောင်လို့ငရုတ်ကောင်းအဖြူမို့ကိုလည်းထည့်လိုက်ပါတယ်ပြီးရင်တော့အားလုံးကိုတမအောင် နေလိုက်ပါတယ် ။တမားအောင်နေပြီးတဲ့ခါမှာတော့나ယူကလောက်နှက်ထားလိုက်ပါတယ်နော်။ဝနယူနှက်ထားတဲ့အချိန်မှာတော့ကျက်သွန်ဖြူကိုအခုလိုမျိုးအရှိလေးတွေလီးပြီးကြော်ထားလိုက်ပါမယ်။ကျက်သွန်ဖြူကတော့ဆူရောဝနယူအကျွတ်ကြော်ရဲ့အပေါ်မှာထည့်ပြီးစားမလို့ပေါ့နော်။ တော့မြူကျော်ကခုလိုမျိုးရွှေဝါရောင်တန်းလာပြီဆိုရင်တော့ရပါပြီ။စကားတစ်ခုနဲ့ဆက်ပြီးပကံတစ်ခုထဲမှာထည့်ထားလိုက်ပါမယ်။ဝက်နဲ့ရုတ်နှက်ထားတာ나ရွက်ပြည့်ပြီဆိုရင်တော့ဒီကျက်တော့မြူကျော်ထားတဲ့အိုးမှာပဲစီထက်ထည့်ပြီးဝက်နဲ့ရုတ်ကိုကျော်ပါမယ်နော်။ ဝမ်းနိုင်ရိုးကြော်တဲ့နေရာမှာမီးအလဲအလက်နဲ့10မိနစ်လောက်ကြော်ပါမယ်နော်မီးအလဲအလက်နဲ့ကြော်လို့ဝမ်းနိုင်ရိုးတွေကျက်ပြီဆိုမှပဲဝမ်းနိုင်ရိုးကျွတ်ကျွတ်လေးရအောင်လို့မီးပြင်းပြင်းနဲ့10မိနစ်လောက်ထပ်ကြော်ပါမယ်နော်လာဆိုရင်တော့ဝက်နဲ့ရိုးကြွကြွလေးရရည်ပေါ့နော် ကြည့်ပါအောင်စားချင်စရာကြီးစူစကားတစ်ခုထဲမှာဆယ်ထည့်ထားပါမယ်လောက်ရတာလည်းမခက်ဘူးဆိုတော့လေဝက်နဲ့ယူကြော်ကြိုက်တဲ့လူတွေကြော်စားကြည့်ကြနော်အရတာကလည်းကျွတ်ကျွတ်လေးနဲ့အရန်ကိုစားလို့ကောင်းပါတယ်ဆိုင်မှာစူရုမှဆိုင်လက်ချတလူမျိုးပေါ့နော်လှလှလေးပွေးပြင်လိုက်ပါမယ် ခုလိုမျိုးလွယ်ကူရိုးရှင်းတဲ့ဟင်းချက်နည်းများနဲ့မဟုတ်လို့နည်းများကိုအမြဲတင်ပေးသွားမှာဖြစ်တဲ့အတွက်စုရဲ့ Facebook page နဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ဖို့မမေ့နဲ့နော်ပေါ်ကနေခုနကတော့ကြော်ထားတဲ့ချက်တွန်ပြူနဲ့နှမ်းပြူကိုထည့်ပြီးလှဆင်ပေးလိုက်ပါမယ်နော်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင် နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်တတပါ